ဒီကနေ့တမချန်းစာနေငယ်ဖတ်ကြားလိုပါတယ်အဲ့ဒီတမချန်းစာဖရာနှုတ်ကပတ်တော်ကတော့ဟေပြဲဩဝါဒစာခန်းကြီး1အခန်းငယ်1မှ9အထိဖြစ်ပါတယ်ဖတ်ပြမယ်နော်ရှေးလွန်လေပြီးသောအခါပရောဖက်များအားဖြင့်ဘိုးဘေးတို့အားထက်ထက်နီးနီးဗျာဒိတ်ပေးတော်မူသောဖရာသခင်သည်ဤနောက်ဆုံးကာလအခါမိမိသားတော်အားဖြင့် ငါတို့အာဗျာဒိတ်ပြီးတော်မူပြီထိုသားတော်ကိုအလုံးစုံတို့ဤအမွေခံသခင်အရာ၌ခန့်ထားတော်မူ၏သားတော်အားဖြင့်လေလောကဓာတ်တို့ကိုတည်တော်မူ၏ထိုသားတော်သည်ဖျားသခင်ဤဘုံတော်ရောင်ကြီးနှင့်ဖျားသခင်အဖြစ်တော်ဤထတ်တူပုံတံဖြစ်၍တကိုးနှင့်ပြည့်စုံသောမိမိအမိတ်တော်အားဖြင့်ခတ်သိမ်းသောအရာတို့ကို တည်ရှိတည်တက်စေသူဖြစ်လျက်ငါတို့အပြစ်များကိုကိုတော်တိုင်တုတ်တင်ပယ်ရှင်းပြီးလျင်မြင့်သောအရတ်မှာတကောအာနုဘော်တော်ဤလက်ရဘဲ့၌ထိုင်တော်မူ၏ကောင်းကင်တမန်တို့ရသောဘွဲ့နာမထက်ထူးမြတ်သောဘွဲ့နာမတော်ကိုခံရသည်နှင့်အညီ ကောင်းကင်တမန်တို့ထက် ကြီးမြတ်တော်သူဖြစ်တော်မူ၏အကြောင်းမူကားတင်သည်ငါပါဖြစ်၏ယနေ့ပင်တင့်ကိုငါဖြစ်ဖွားစေပြီးဟူ၍၎င်းငါသည်သူ၏အဘဖြစ်မည်သူသည်လည်းငါ၏သားဖြစ်လိမ့်မည်ဟူ၍၎င်းအဘယ်မည်သော ကောင်းခင်တမန်ကို တခါမြတ်မိတ်တော်မူသည်နီ